မရဏတာတခင်ဘုရားကြွလာတော်မူဂျွန်လ16ရက်ဘေးဒုက္ခများကြောင့်ဘုရားသခင်ဤလူတို့အပေါ်အပြစ်ဖို့မိကြီးနဲ့ပင်လယ်သည်အမင်္ဂလာရှိ၏အကြောင်းမူကားမရဏသည်မိမိကာလတခဏတာရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကွတင်တို့ရှိရာသူဆင်းလေပြီဗျာဒိအခန်းကြီး7အငယ်7လူတို့သည်ဘုရားသခင်ထံမှဝေးတထက်ဝေးအောင်ထွက်ခွာသွားသောအခါ နားထောင်မှုမရှိသောသူတို့အပေါ်စာတန်သည်တကူရှိစေရန်ခွင့်ပြုသည်။ကုန်းနှင့်ရေပေါ်တွင်ဘေးဒုက္ခများကြရောက်လျက်ရှိသည်။အသက်အိုးအိမ်များကိုမင်းနှင့်ရေအားဖြင့်ဖျက်ဆီးခံရသည်။စာတန်သည်သူတည်ထားသောရုပ်ထုကိုဥချရန်ငင်းဆန်သောသူတို့အပေါ်ဤဘေးဒုက္ခများကြောင့်အပြစ်ဖို့သည်။သူ၏ကိုယ်စလဲများကဤဘေးဒုက္ခများသည်တတမနှင့်မျောလင့်ခြင်းအတင်းသားများကြောင့်ဖြစ်သည်ဟုထောက်ပြကြသည်။ သူတို့ကဤလူတို့သည်ဥပရေကိုအာခံကြသည် ပထမနေ့ကိုသူတို့သည် အထွက်မြတ်မထားကြသူတို့အားပထမနေ့ကို အတင်းကျပ်စောင့်စည်းခဲ့သောဤကြောင့်မဲ့ပွဲဘေးဒုက္ခအလုံးသည်ရက်သွားလိမ့်မည်ဟုဆိုကြသည်လုံးဝမမျှော်လင့်သည့်ကြောင့်မဲ့ပွဲအကောင်းဆုံးသောဘေးဒုက္ခများရောက်လာလိမ့်မည်ပြီးနောက်ဤပျက်စီးခြင်းများသည်တစ်ခုပြီးတစ်ခုကျရောက်လာမည်အကယ်၍ဖျားသခင်ပေးတော်မူသောတတိပိချက်ကိုအလေးမူ၍အသိတော်များသည်နောင်တရ၍ တပန်သစ္စာဆောင်တီလာလင် အခြားမြုပ်ကြီးများသည်ခဏတာအတွက်ခြံထားနေဦးမည်သူရတွင် အကယ်၍လူတို့သည် အလားတူလမ်း၌ဆက်လျှောက်၍လှည့်ပြခြင်းခံရပြီးဖျားသခင်၏ပြည့်ညတ်တော်ကိုအလေးမထားဘဲလူတို့ရှိမှအမှားကိုတင်ဆက်နေမည်ဆိုလျင်သူတို့၏အတ္တအာယုံများနှုတ်ထစေရန်ဖျားသခင်ကသူတို့သည်ဘေးဒုက္ခများခံစားရန် ခွင့်ပြုတော်မူသည်အပြစ်စီရင်မှုသည် လူစုရိစိုးသွမ်းမှုနှင့်အငြီတော်၎င်းသူတို့ရရှိသောတမန်တရား၏အလင်းအတိုင်းတော်၎င်းဖြစ်လိမ့်မည်သူတို့သည်အလင်းတရားကိုရရှိခဲ့ဖို့သောထိုအလင်းတရားအတိုင်းအပြစ်စီရင်ခြင်းခံရမည်ဤဘေးဒုက္ခများသည်တနင်္ဂနွေနေ့ဥပုပ်ကိုချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု၍လူတို့အားစဉ်းစားလာစေရန်စာတန်သည်အဖြစ်ပြက်များကိုအ내တိပဲဖွင့်ပေးသည်။ဖျားသခင်၏အမျက်တော်ပြည့်စုံမည်ကိုစဉ်းစားလျက်ဤဩဇာရှိတော်လူတို့သည် ပထမနေ့ကိုအတင်းကျက်ဆောင်စီသည်။ဤမာယွင်းသောနားနေရက်ကို မြင့်တထမြင့်အောင်ချီးမြှောက်ပြီးအထွတ်အယောင်ဥပုံနှင့်ပထမနေ့ဥပရိကိုအတင်းကျက်နားထောင်စီခြင်းအပြင်သူတို့သည်ဘုရားသခင်၏မှုကိုထမ်းရွက်နေသည်ဟုထင်ကြသည်။စစ်မှန်သောဥပုံနှင့်ကိုဆောင်ခြင်းအပြင်ဘုရားသခင်ကိုဂုံပြုသောသူတို့ကိုဘုရားသခင်ထံတစ္ဆာမရှိသူများကဲ့သို့ရှုမြင်ကြသည်။အမှန်မှာထိုတို့ထင်မှတ်သူတို့ကိုယ်တိုင်သည် သစ္စာမရှိသူများဖြစ်ကြသည်အဘယ်ကြောင့်ဆိုတော့သူတို့သည်အေဒင်ဥယျာဉ်၌အစပြုခဲ့သောဥပုံ၏ကို ခြေဖြစ်နင်းခြေကြသောကြောင့်ဖြစ်သည်